အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ပရိသတ်တွေကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ကဝင်းဆောင်ချွေးမလေးရဲ့ယထာပေါ်ကအိမ်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစင်တင်ဆက်သူအန်နာပါ RAM LOL ဆိုတဲ့သူတယောက်ကတော့သူ့ရဲ့သားချွေးမလေးနဲ့အတူတူအိမ်တိုင်မှာနေထိုင်နေခဲ့ပါတယ်။သူတို့တော်တော်လေးဆင်းရဲကြပါတယ်။တောက်ဖြစ်သူကတော်တော်လေးအလौကျိုးစားလောက်ကန်ရတာပါ။ ဒါနဲ့တားလေးရေအဖေစဉ်းစားနေတာတခုရှိတယ်။ဒီလတွေမှာအဖေတို့ဖျားဖို့ဇော်ပွဲအသေးလေးမစိုးတခုလောက်လောက်ကြမယ်ဆိုရင်တော့မကောင်းဘူးလားတားရဲ့။အဖေကလည်းဗျာတားမှာအလောက်ထိပတ်စံမရှိဘူးဆိုတော့အဖေလည်းတည့်ရဲ့တားနဲ့ပြီးတော့စူသားကလည်းဘယ်အချိန်မွေးမလဲဆိုတော့တိကြမဟုတ်ဘူးလေ။တကယ်တော့တားလေးရေဒါတွေအကုန်လုံးကတားမေရဲ့စာနာတွေပဲ။သားမေကိုရိုင်းကလည်းချွေးမလေးခလေးမမွေးတော့ခင်မအခုလိုဖျားဖို့ဆော့ပွဲလေးတခုတော့လောက်ချင်နေတဲ့ ဒီကလေးမွေးဖွားလာခဲ့ပြီးရနောက်အဖေတို့ရဲ့ဘဝတွေအရင်တုန်းကထပ်ပေါ်ပြီးတာယာပြောရွှင်စရာကောင်းသွားမယ်ဆိုရင်ရောဒါကောင်းတဲ့ကိစ္စပဲလေဟုတ်တယ်ဟုတ်တယ်အဖေပြောတဲ့စကားအမှန်နဲ့ရှင့်အနေနဲ့ဖျားဖို့ဆောက်ပွဲလေးရောလုပ်တဲ့နေနော်ကျမတို့ရဲ့ကလေးလေးလည်းကောင်းကောင်းမွန်မွန်မွေးဖွားလာမှာပေါ့ရှင်ရှင်တခြားကိစ္စတွေနဲ့ပတ်သက်ပြီးအရန်စွန့်ပူပန်မနေပါတော့နဲ့ကောင်းပြီလေဒါဆိုရင်တော့ကျွန်တော်ကိုအချိန်အနည်းငယ်လောက်ပေးတခုခုစဉ်းစားပြီးတော့တဲ့အခါကျရင်တော့ပြန်ပြောမယ်ကျွန်တော်ပတ်စာနဲ့စူဆောင်းရအောင်မယ်လေအဖေရဲ့ ဒီလိုနဲ့ပဲရပ်ပေါင်းများစွာကုံဆုံးသွားခဲ့ပါရယ်။အုံကားကလည်းအလုပ်တွေစူးစားပန်းစားလုပ်ပြီးနောက်မှာတော့ပတ်စံတွေကိုရအောင်စူးစောင်းခဲ့ပါရယ်။အဖေကျွန်တော်အခု လုံလုံလောက်လောက်ပတ်စံစူးစောင်းပေးသွားပြီးနောက်ထပ်၂ရက်၃ရက်လောက်ဆိုရင်တော့ကျွန်တော်တို့ဖျားဖို့စော်ပွဲတစ်ခုလုပ်လို့ရပြီနော်။ကျွန်တော်အခုအလုပ်တွေအများကြီးရှိသေးတယ်အဖေရဲ့ကြိုတင်ပြင်ဆင်စရာကိစ္စတွေကိုလည်းကျွန်တော်ကြိုတင်ပြင်ဆင်ထားလိုက်မယ်။ရပါတယ်။ဒါရဲ့ပြင်ဆင်စရာရှိတဲ့အားလုံးကိုတော့အဖေကိုယ်တိုင်ပဲပြင်ဆင်လိုက်မယ်။ ဒါကတော့ချွေးမလေးကိုပဲ view site ထားလိုက်ချွေးမလေးကအချိန်မချွေးခလေးမွေးဖွားနိုင်တဲ့အချိန်လေးကိုရောက်နေပြီဒါပေမဲ့လည်းတောင်ဖားနှစ်ယောက်အောင်အတူတူဖျားဖို့ဆော့ပွဲကိုလုပ်ဖို့အတွက်ပြင်ဆင်ခဲ့ကြပါသည်နောက်ဆုံးမှာသူတို့စစ်စင်ထားတဲ့အတိုင်းပဲအရာအားလုံးပြင်ဆင်လုပ်ပြီးသွားခဲ့ပါပြီရွာထဲမှာသူတို့ကဖျားဖို့ဆော့ပွဲအသေးလေးကိုလည်းလုပ်ပေးခဲ့ကြပါတယ်တညအောင်ဖျားရှိခိုးဖို့ဆော့ပွဲလုပ်ပြီးနောက်မှာတော့နောင်နေမနက်မိုးလင်းအစောကြီးဖျားရှိခိုးပွဲအဆုံးသတ်ပြီးစွန်တော်တွေကိုအားလုံးဝေမျှစားတောက်ခဲ့ကြပါတယ် ရွာသူရွာသားတွေအားလုံးကလည်းအခုလိုဖျားဖို့စုပ်ပွဲမှာပါဝင်ခွင့်ရတဲ့အတွက်ဝမ်းသာပျော်ရွှင်နေကြကြပါရစေ။ကဲရှော့မိမရေဒီမှာဖျားရှိခိုးဖို့စုပ်ပွဲပြီးသွားပြီးစွန်တော်လေးယူလာခဲ့နော်မင်းလည်းစားလိုက်အောင်မဲတော်အရာအားလုံးကိုအဆင်ပြေသွားအောင်လုပ်ပေးလိုက်မယ်လို့ယုံကြည်ချက်သာထားလိုက်။ဖျားဖို့စုပ်ပွဲပြီးဆောင်သွားခဲ့တဲ့အခါမှာအားလုံးကလည်းကိုစီအိမ်ကိုပြန်သွားခဲ့ကြပါရစေ။ကောင်းနေတာရေကောင်းနေဒီနေ့အရာအားလုံးအဆင်ပြေချောမွေ့စွာနဲ့ပြီးစီးသွားခဲ့တယ်။သားရဲ့အမေကတော့တော်တော်လေးဝမ်းသာပျော်ရွှင်နေတော့မှာပဲတိလား။ဟုတ်တယ်ဖေဟုတ်တယ်ဟုတ်တယ် ဘုရားသခင်အရာအားလုံးအစဉ်ပြောင်းလုပ်ပေးလိမ့်မယ်ဆိုတာကျွန်တော်လည်းယုံပါတယ်။ဒီအချိန်မှာပဲရုတ်တရက်ကြီးအပြင်မှာမိုးရေကတဲထန်စွာရွာတောင်းလာခဲ့ပါရည်။တစ်ဖက်မှာသုသာတယောက်ဘိုက်တွေတအားကိုနာလာခဲ့ပါရည်။ဒါကြောင့်သူကလည်းအတန်အကျဲကြီးအော်ဟင်နေခဲ့ရပေါ့။တာရီလောက်ပေါင်ကချွေးမလေးရဲ့ကျမကြီးအချိန်ကတတော်လေးကိုစိုးရွားနေတယ်။အဲဒါကြောင့်ချွေးမလေးကိုအနီးနားမှာရှိတဲ့အစိုးရဇေယုံတစ်ခုကိုအမြန်ဆုံးခေါ်ဆောင်သွားမှဖြစ်မယ်။အော်အဖေရဲ့အပြင်မှာမိုးရေလေးတွေတလောက်တောင်တဲနေရ ဒီလိုအခြေအနေကြီးမှာကျွန်တော်တို့ကိုဘယ်လိုစေရုံကိုခေါ်သွားရမလဲအေးဟုတ်ပြီဟုတ်ပြီဒါဆိုလို့ရှင်တော့အဖေတခုခုကြားလိုက်ပါအောင်မယ်အဖေတို့အိမ်နေချင်းရှိမှလှဲလေးတခုတော့ရှိတယ်အဲ့ဒီလှဲကိုသွားကြောင်းလာခဲ့လိုက်မယ်လေလဲကအမိုးရီကားရီရှိတော့ဆိုတော့မိုးရီဆိုစရာအကြောင်းလည်းမရှိတော့ဘူးစူသားကားရီချိန်မှာဘိုက်တွေအရန်ကိုအောင်းနေခဲ့ပြီးတော့အကျေကြီးအော်ဟစ်ကိုကျွေးနေခဲ့ပါပြီအဖေကျွန်တော်အရန်ကိုစိတ်ပူလာပြီးအဖေရဘယ်လိုလုပ်ရမလဲကျွန်တော်ရဲ့ခလေးလေးတခုခုဖြစ်သွားလို့ရှင်ဘယ်လိုလုပ်မလဲအဖေအေးပါသားလေးရဲ့အေးပါကွာအေးပါ မင်းနောက်ထပ်ခဏလေးပဲတီးခံလိုက်တော့အဖေအခုချက်ချင်းပြန်လာခဲ့မယ်တိလောရမ်လာကလည်းချက်ချင်းအိမ်လေးချင်းစီသွားခဲ့ပြီးနောက်မှာတော့သူတို့ရဲ့လဲလေးကိုခဏငှားယူလာခဲ့လိုက်ပါတယ်။ဘိုက်ကြီးတဲ့စတောကိုဒီလဲပေါ်မှာတတိစချထိုင်ခိုင်းလိုက်ပါတယ်။ဒီလိုနဲ့သူရဲ့မိမဖြစ်တော့ကိုအမြန်ဆုံးဇေယောင်ကိုခေါ်သွားပြခဲ့ပါတယ်။သူတို့နှစ်ယောက်နဲ့အတူတူရမ်လာလဲလိုက်သွားခဲ့ပါတယ်။သူတို့အားလုံးဇေယောင်ကိုရောက်ရှိသွားခဲ့တဲ့အခါမှာတော့အပြင်မှာအမျိုးသမီးတစ်ယောက်ထိုင်နေခဲ့ပါတယ်။သူမကပြောလိုက်ပါတယ်။ mm ကြည့်ရတာဒီအမျိုးသမီးမွေးဖွားဖို့အတွက်အချိန်ကြာရောက်လာပြီနဲ့ကြွေအားလုံးပဲအရန်ကြီးလဲစွရင်ပုံပန်မနေကြပါနဲ့အစဉ်ပြေသွားမှာပါမျိုးသမီးကလည်းသူ့တော်ကိုအခန်းနဲ့ခေါ်သွားခဲ့ပြီးခဏအကြာမှာပဲခလေးငိုတန်ကိုကြားလိုက်ရပါတယ်။အုံကားကလည်းအခန်းနဲ့အမြန်ဆုံးပြေးပြီးဝင်သွားခဲ့တဲ့အခါမှာအမျိုးသမီးကတော့ပြောပြလိုက်ပါတယ်။ကောင်းယူပါရဲ့ရှင်ကောင်းယူပါရဲ့ရှင်သားလေးတယောက်မွေးဖွားခဲ့ပြီးမေတော့ရဲ့ကောင်းချီးပေးမှုတွေကြောင့်မိခင်ရောခလေးရောနှစ်ယောက်စလုံးကျန်းမာရေးကောင်းကြတယ်။ အပြင်မှာနှစ်ရက်လောက်ကတော့မိုးရေတဲထန်စွာရွာသွားနေခဲ့ပါရီ။အုံကားကလည်းဒီနှစ်ရက်အလုံးသူရမိသားစုဝင်တွေနဲ့အတူတူဆေးရောက်မှာပဲနေခဲ့ပါရီ။နှစ်ရက်ကြာပြီးရနောက်မှာတော့မိုးရေကလည်းတိတ်သွားခဲ့တဲ့အခါမှာတော့အုံကားကလည်းသူရမိသားစုဝင်တွေနဲ့အတူတူအင်ကိုပြန်သွားခဲ့ပါတော့ရီ။သူတို့အင်ကိုပြန်လည်ရောက်ရှိသွားခဲ့တဲ့အခါမှာမြင်တွေ့ခဲ့ရတဲ့အရာကြောင့်တော်တော်လေးလန့်ပြန်သွားခဲ့ရပါရီ။ဒုက္ခပါပဲကွာ။ဒါပေါ်ရီဖြစ်ကုန်တာလေ။ငါ့ရဲ့အိမ်တစ်ခုလုံးပြန်စီးသွားပြီးမိုးရေလေးတွေနှစ်ရက်လောက်တိုက်နေခဲ့တာဆိုတော့ငါ့ရဲ့အိမ်ဒီအခြေအနေတောင်ဖြစ်သွားပြီလား။ ဟုတ်ပါရဲ့ရှင်အခုကျမခလင်းငယ်လေးနဲ့ဘဲကိုသွားရမှာလဲဒုက္ခပါပဲအုံကားကလည်းအနီနာကဖြတ်သွားနေတဲ့လူတယောက်ကိုလှမ်းခေါ်မိလိုက်ပါတယ်ဒါနဲ့ဦးလေးကြီးဒါရီအားလုံးကဘလို့ဖြစ်တာလဲဘာဖြစ်သွားတာလဲဗျာတကယ်တော့တားလေးရဲ့တားတို့အိမ်ကနေထွက်ခွာသွားခဲ့ပြီးရဲ့နောက်ဒီအိမ်ရောတားတို့ဘေးနားကအိမ်ရောနှစ်အိမ်လုံးအပေါ်ကိုမိုးကြိုးပြစ်ချခံရတယ်လေဟိုဘက်ကမိသားစုဝင်တွေအကုန်လုံးကတော့မိုးကြိုးပြစ်ခံရပြီးမိသားစုလိုက်ကွဲလွန်တိမ်ဆုံသွားကြပြီးသားရဲ့ မင်းတို့အားလုံးအိမ်မှာမရှိကြတာကံကောင်းနေမဟုတ်လို့ရှင်တော့မင်းတို့လည်းလှုပ်ဖို့အတွက်လမ်းမမြင်ဘူးကြီးပေါင်တော်ရဲ့ဂျော်ရီအားလုံးကမင်းတို့ကငါတို့ကဲတင်ပေးလိုက်တာပဲမင်းတို့နဲ့မင်းရဲ့အမေကငါတို့ကိုစောက်ရှောက်ပေးနေတယ်ဆိုတဲ့သဘောပဲမဟုတ်ဘူးလားတော်သေးတယ်တော်သေးတယ်ငိုင်းမိသားစုဝင်တွေဘာမှမဖြစ်လို့ငိုင်းမိသားစုဝင်တစ်ခုလုံးကိုမင်းတို့ကစောက်ရှောက်ပေးခဲ့ရပဲအဖေပထမတွေကတအားပြောခဲ့တယ်မလားဒီကလေးငယ်လေးကအဖေရဲ့ဘဝမှာပျော်ရွှင်စရာတွေအများကြီးကိုယူဆောင်လာခဲ့ပေးပါလိမ့်မယ်ဆိုဟုတ်တယ်အဖေဟုတ်တယ်ဟုတ်တယ်အဖေပြောတဲ့စကားတွေအကုန်လုံးကမှန်တယ်တိလား တကယ်အမှန်ခဲ့ရပဲအမေရောအခြေအနေအတိုင်းမှာကျွန်တော်တို့နဲ့အတူတူအမြဲတမ်းပဲရှိနေပေးခဲ့တယ်ဒါပေမဲ့ကျမတို့အခုဒီအခြေအနေကြီးနဲ့ဘယ်မှာသွားနေကြမလဲခလေးကလည်းငငယ်လေးပဲရှိသေးတယ်ရှင့်ကျမတို့ခလေးကိုခေါ်ပြီးတော့ဘယ်လိုသွားရမှာလဲကျမတို့မှာပတ်စံအများကြီးရှိတာမဟုတ်ဘူးအိမ်တစ်ကိုဆောက်လုပ်ဖို့အတွက်ဆိုတော့ကအစင်လုံးဝမပြေဘူးရှိတဲ့ပတ်စံတွေအကုန်လုံးကိုလည်းကျမတို့ဖျားရှိခိုးပူစော်ပွဲလုပ်ပြီးတော့စေယုံစေပေးလိုက်တာနဲ့တင်းကုန်ပြီ။ကဲကဲကဲဒါဆိုလို့ရှင်တော့အဖေတို့သွားကြတာပေါ့ အဖေတို့ရထားစီပြီးတော့မင်းအတော်အိမ်မှာပဲရက်အနေငယ်တော့သွားနေဖို့အတွက်ကြီးကြမယ်လေ။သုံးယောက်သားကလည်းရထားဘူးရယုံကိုထွက်လာခဲ့လိုက်ကြပါရဲ့။ဘူရာကိုရောက်ရှိသွားခဲ့တဲ့အခါမှာတီးခဲ့ရတာကမိုးတွေတဲထန့်စွာရွာသွားနေခဲ့ပြီးရသည့်ဥတုအခြေအနေမမှန်တဲ့အတွက်ကြောင့်မို့လို့ရထားအတော်လာအားလုံးပိတ်ထားပါရဲ့။တပတ်ကြာမြင်ပြီးတဲ့နောက်မှာမှရထားတွေကပြန်လဲထွက်ခွာဖို့အတွက်ရှိပါရဲ့။ဒုက္ခပဲရှင်။ကျမတို့အခုဘယ်ဟိုမှလည်းသွားလို့မရတော့ဘူး။ဘယ်ဟိုသွားကြမလဲ။ဘာလို့ကြမလဲ။ဘယ်မှနေရမှာလဲ။ ဒီချိန်မှာအုံကားကလည်းအရှိမရထားတဲ့ရထားတွဲအဟောင်းတစ်ခုကို တွင်းမြင်သွားခဲ့ပါရီ။ကဲကဲကဲအဖေနဲ့စသားနှစ်ယောက်လုံးကလည်းအတူတူလိုက်လာခဲ့ကြ။အုံကားကလည်းသူ့မိမနဲ့အဖေနှစ်ယောက်လုံးကိုရထားတွဲရဲ့ကိုခေါ်ဆောင်သွားလိုက်ပါရီ။ငါတို့အတွက်ဒီနေရာကအသင့်တော်ဆုံးပဲလို့ထင်တယ်။ဒီနေရာမှာငါတို့အိမ်လိုသဘောထားပြီးတော့နေကြမယ်နော်။ဒီနေရာမှာအဖေနဲ့စသားနှစ်ယောက်လုံးအကြာကြီးမနေရအောင်လို့ကျွန်တော်အစွမ်းကုန်စူးစမ်းပါမယ်။စသားကလည်းရထားတွဲကိုအမြန်ဆုံးပဲတန့်ရှင်ရင်လုပ်ခဲ့ပါရီ။ ူမရှိတဲ့ပစ္စည်းတွေကိုလည်းနေရကြတော့အောင်တူမထားလိုက်ပါတယ်။သူတို့ဒီမှာနေထိုင်နေခဲ့တော့အချိန်တစ်နှစ်လောက်ရှိသွားခဲ့ကြပါပြီ။အုံကားရဲ့သားလေးနမန်ကလည်းအခုဆိုရင်တော့အသက်တစ်နှစ်အရွယ်ကိုရောက်ရှိလာခဲ့ပါပြီ။အုံကားကတော့အလုပ်တွေကိုစူးစမ်းပန်းစားလုပ်ပြီးနောက်မှာတော့ပတ်စံတွေစစောင်းထားပြီးအဲ့အစ်စ်တလုံးဆောင်လုပ်ဖို့အတွက်သူပြင်ဆင်ခဲ့ပါတယ်။ကဲမိမရေဘာမှလည်းတိတ်ပြီးတော့စိုးရင်ပူပန်မနေတော့နဲ့တိတ်မကြခင်ငါတို့အိမ်အစ်စ်ကလည်းပြေးစီတော့မှဆိုတော့အဲ့ဒီကိုငါတို့ပြောင်းရွှေ့နေထိုင်လို့ရသွားလိမ့်မယ် မင်းဒီမှာလည်းနေစရာမလိုတော့ဘူးအားလုံးကိုဒီမှာထားရတဲ့အတွက်ငါတကယ်အရေးအောင်အားနာတယ်တန်ထက်တောင်ကြာသွားခဲ့ပြီနော်ကျမတို့ဒီမှာနေခဲ့တာတန်ထက်တဲ့ရောင်နှောင်းမယုံနိုင်ဘူးဒီမှာနေရင်းနေရင်းနဲ့ကျမလည်းအတော်လေးကိုအကျဉ်းဖြစ်နေပြီဆိုတော့ဒီနေရာကိုကျမအိမ်လို့တော့မှပဲထင်နေတယ်ကျမတို့သားလေးနမန်းကိုလည်းကြည့်ပါအောင်ရှင်သူဘလောက်တောင်မှဝမ်းသာပြောရွှင်နေလိုက်တယ်ဟုတ်တယ်မိမရေဟုတ်တယ်ငါတို့ဘူပင်တော့ကရောက်နေခဲ့တဲ့အချိန်မှာဒီရထားအတွက်အဟောင်းပြက်ကြီးကပဲငါတို့နဲ့အတူတူရှိနေပေးခဲ့တာ ဒီလိုနဲ့နောက်ထပ်တစ်ပတ်လောက်ကုန်ဆုံးသွားခဲ့တဲ့အခါမှာသူတို့ရဲ့အင်လဲဆောက်လုပ်ပြီးစီးသွားခဲ့ပါရီသူတို့လည်းယထာအတွဲကိုစွန့်ခွာပြီးအပြင်ကိုထွက်လာခဲ့ကြပါရီယထာအတွဲကနေထွက်လာနေခဲ့တဲ့အခါမှာတော့သူတို့ဝမ်းနေလုံလုံမျက်ရည်တွေကျနေခဲ့ကြပါရီနောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့မှောဝင်နွားကြီးဆိုတဲ့ပုံပြင်ပဲဖြစ်ပါရီကိုပေါဆိုတဲ့သူကတော့သူ့ရဲ့နွားကြီးနန်းတန်နီကိုတတော်လေးကယူဆိုင်ဆောက်ရှောက်ပေးခဲ့ပါရီကိုပေါနဲ့သူ့ရဲ့ညီမငယ်လေးအာရှာကတော့နွားကြီးနန်းတန်နီကိုအမြဲတမ်း မဲတော့တယောက်လိုမျိုးပဲထားပါရယ်သူတို့ရဲ့မိခင်လိုမျိုးမယူတဆိုင်ရှိကြပါရယ်မနတ်မော်လင်းအစောကြီးနေထွက်ပြီးဆိုရာနဲ့နန္ဒနီကတော့အကျေကြီးအော့နေခဲ့ပါရယ်မနတ်ဆိုရာနဲ့နန္ဒနီရဲ့အော်ဒန်ကိုကြားတော့မှကိုပေါလ်ကလည်းအိယာကနေထားပါရယ်ဒီနောက်မှာတော့သူပြောလိုက်ပါရယ်ကဲကြည့်ပါအောင်အော်ပါပြီအော်ပါပြီငါထက်အမြဲတဲ့အရင်အစောကြီးထပြီးတော့အော်ရယ်နန္ဒနီရဲ့အော်ဒါနဲ့အတူတူကိုပါလကလည်းအဲ့ရကနိုးလာပါရင်နန္ဒနီကိုသူကိုယ်တိုင်ရေမိုးချိုတန်ရှင်းလုပ်ပေးပြီးသွားတဲ့အခါသူကိုယ်တိုင်ရေချိုးပါရင် သူဖျားချောင်းကိုသွားတဲ့အခါတိုင်းနွားကြီးကလည်းသူနဲ့အတူတူလိုက်ပါသွားလေးရှိပါတယ်။သူဖျားရှစ်ခုပူဇော် နေခဲ့တဲ့အချိန်မှာနန္ဒနီကတော့အနီးနားမှာမြတ်တွေကိုစားတောင်းနေကြပါတယ်။ဒီနောက်မှာတော့ဖျားချောင်းလေကားရီနာမှာရက်နေပြီးအော်နေခဲ့ပြန်ကြပေါ့။ကဲဘလို့လဲနန္ဒနီရဲ့ငါကတော့ဖျားရှစ်ခုလို့ပြီးပြီ။နင်လည်းနေအလုပ်ပြီးပြီဆိုလို့ရှင်တော့ငါတို့အိမ်ကိုပြန်ကြမယ်။ကိုပေါ်နဲ့အော်ရှာရောမောင်ဓမ္မနှစ်ယောက်လုံးကတော့နန္ဒနီကိုတအားချစ်ကြပါတယ်။နှစ်ယောက်လုံးကနန္ဒနီကိုအမြဲတမ်းပဲကြည့်ရှုစောင့်ရှောက်ပေးကြပါတယ်။ သူတို့တရက်လုံးနန်းသနီးရဲ့အလုပ်တွေကိုလုပ်ပေးနေရင်နန်းသနီးကိုအစာကျွေးနေရင်ပြုစုပေးနေနဲ့ပဲကုံဆုံးပါရယ်အကိုရေကျမတို့အိမ်စားဝတ်နေရအဆင်ပြေနေတယ်ဆိုတာကတော့နန်းသနီးကြောင့်ပဲနော်ဒါနဲ့လေအခုသူကနွားနို့လည်းတိတ်ပြီးတော့မထွက်ကြဘူးဆိုတော့ညီမတို့နွားနို့လည်းမရောက်ရတော့ဘူးနွားနို့မရောက်ရတဲ့အခါကျတော့စီးပွားရေးအခြေအနေကလည်းအရှင်တုံးကားနဲ့မတူတော့ဘူးအော်အာရှရဲ့ဘာလို့ဒီလောက်တောင်မှစိုးရိမ်နေရတာလဲညီမလေးရဲ့နှစ်လသုံးလလောက်နည်းနည်းလေးစောင့်ပြီးတော့တီးခံလိုက် ီးသွားလို့ရှင်တော့အရာအားလုံးအဆင်ပြေသွားလိမ့်မယ်။နွားတို့တွေအများကြီးပြန်ရတဲ့အခါကျရင်တော့ငါတို့ရဲ့စီးပွားရေးလည်းအရင်တုန်းကထပ်ပေါ်ပြီးတော့အဆင်ပြေလာမှာပေါ့ဟ။ဘာရီကမြောက်တော့တောင်ပူပန်နေရလဲ။ရွာမရှိတဲ့တထဲကြီးနဲ့တထဲမကြီးတို့ကတော့ကိုပါလီရဲ့နွားနန်သနီကိုတော်တော်လေးကိုသဘောကျနေခဲ့ကြပါရဲ့။သူတို့ကိုယ်တိုင်ကလည်းနွားတို့ရောင်တဲ့အလုပ်ကိုလုပ်ပါရဲ့။သူတို့မှာနွားတွေအများကြီးရှိပြီးနေစင်နေတိုင်းအကောင်းမွန်ဆုံးနွားတွေကိုဝယ်ပြီးသူတို့ရဲ့နွားတင်းကုတ်ထဲမှာမွေးထားပါရဲ့ ဒီမှာကျမပြောပြမယ်ကိုပါလီရဲ့နွားကြီးကိုကျမတို့ဘယ်လိုမဆိုရအောင်ဝင်မဖြစ်မဲသီလားအဲ့ဒီနွားကြီးကတကောင်တည်းရှိတာအဲ့ဒီတကောင်ကတော်တော်အလုပ်ဖြစ်တယ်နော်သူတို့အိမ်ကနွားနို့တွေအများကြီးရောင်းနိုင်နေရှင်လဲတွေ့ရမလားအော်မိမရဲ့ငါသိတာပေါ့ကွာငါလဲဝဲကျင်ပါတယ်နွားကြီးကတကယ်တော်တော်လေးကိုကောင်းတယ်ငါပတ်စံဘလောက်ပဲပေးရပေးရအဲ့ဒီနွားကြီးကိုတော့ကိုပါလီစီကနေရအောင်ဝယ်ကိုဝယ်ပြစ်မယ်တရမတော်ကိုပေါလကရေမိုးချိုပြီးနောက်မှာတော့သူရဲ့နွားနန်းတန်နေတဲ့အတူတူဖះเจ้าကိုသွားခဲ့ပါရီ သူဖျားအကြောင်းကနေပြန်လာနေခဲ့တဲ့အချိန်မှာတထေကြီးကတော့သူ့ရဲ့အရှိကနေလမ်းပိတ်ရှက်လိုက်ပါတယ်။ကဲဘလို့လဲ။မင်းအခုဖျားအကြောင်းကနေပြီးတော့ပြန်လာခဲ့ရလား။ဒါနဲ့မင်းရဲ့နှောင်မကြီးကအခုဆိုလို့ရှိရင်တော့ကိုဝင်ဆောင်ထားရတာ9လလောက်ရှိနေပြီဆို။ဟုတ်တယ်ဟုတ်ပါတယ်။ငါ့ကိုရောင်းလိုက်လေဒီနှောင်ကြီးကိုငါလိုချင်လို့ပါ။ငါမင်းကိုပတ်စံလဲကောင်းကောင်းပေးမယ်မင်းဘလို့ထီတောင်းမလဲတောင်း။တထေကြီးကနွားကြီးကိုရောင်းဖို့အကြောစကားဆက်ကမ်းလန်းခဲ့တဲ့အခါမှာကိုပေါလ်ကတော့တော်တော်လေးခေါင်းနောက်သွားခဲ့ရပါတယ်။ ီနောက်မှာတော့ကိုပါပြောလိုက်ပါတယ်။အော်တထဲကြီးရယ်ဘယ်လိုပြောနေရလဲကျွန်တော်ရင်လုံအောင်မကြီးကိုကျွန်တော်ကတထဲကြီးကိုရောင်းရမယ်။တထဲကြီးဘယ်လိုလူလဲဆိုတာကိုကျွန်တော်ကောင်းကောင်းသိရယ်။တထဲကြီးကနွားတွေကိုမညှမတာပဲနဲ့နွားနှုတ်တွေအများကြီးရအောင်ညှိယူပြီးတော့ရောင်းချနေရတူပဲ။ခမားလို့လောဘကြီးရဲ့သူတယောက်ကိုကျွန်တော်ရင်နွားကြီးရောင်းစီရလားဗျာ။သူတို့ကိုအစားတောက်ကိုလည်းကောင်းကောင်းမကြွေးတန်ရှင်လည်းကောင်းကောင်းမလုပ်ပေးတဲ့အခါကျတော့သူတို့ကျမ်းမာရင်မကောင်းနေဖြစ်ပြီးတော့တေးကုန်ကြတယ်။အော်ဒုက္ခပါပဲမင်းကလည်း နွားတော့မထွက်တဲ့နွားကိုအိမ်မှာထားပြီးတော့ဘာလုပ်မှာတော့ဒါပေမဲ့တထဲကြီးရေကျွန်တော်ဘာမှလာပြီးတော့ပြောမနေနဲ့ကျွန်တော်ရဲ့နွားကိုတော့ကျွန်တော်လုံးဝမယောင်းချပေးနိုင်ဘူးကျွန်တော်နွားကိုကျွန်တော်နဲ့ပဲအမြဲတမ်းထားမယ်ဒီလိုပြောပြီးနောက်မှာတော့ကိုဘောလ်ကလည်းသူ့ရဲ့နွားမကြီးကိုခေါ်ပြီးထွက်ခွာသွားခဲ့ပါတော့တယ်။ဂျာနီကရတဲ့တထဲကြီးကတော့ဒေါသတွေအရန်ထွက်ပြီးတယောက်ထဲရှေ့လျှော့နေခဲ့ပါတယ်။အမလီမင်းကတော်လေးလူဘွားဝနေရပါလား။မင်းရဲ့နွားမကြီးကိုငါဘာလို့ပြစ်မလဲဆိုတော့အခုစောင့်ကြည့်နေလိုက်။မင်းလက်ထဲကနေပြီးတော့ငါရှောက်အောင်လူယူပြစ်ပြမယ်။ တရမတော်ကိုပါလကလည်းမနက်အစောကြီးထားရေမိုးချိုပြီးနောက်မှာတော့ဖရာအကြောင်းကိုတော့ဖရာရှိခိုးနေခဲ့ပါတယ်။သူဖရာရှိခိုးလို့ပြီးလို့အပြင်ဘက်ကိုထွက်လာခဲ့တဲ့အခါမှာတော့သူရဲ့နွားမကြီးနန်းတနီကိုမတွေ့တော့ပါဘူး။သူလည်းတတော်လေးအားအသင့်ပြီးတော့စိုးရင်ပူပန်သွားခဲ့ပါတယ်။နန်းတနီဘယ်ကိုရောက်သွားတာလဲ။သူဒီအချိန်ဆိုလို့ရှိရင်တော့ဖရာအကြောင်းရဲ့အရှိကိုရောက်လာပြီးငေါ့အော်ခေါ်နေကြပါ။တားလေးကိုပါလီရဲ့ဘာရီများလောက်တောင်မှစိုးရင်ပူပန်နေရတာလေ။ဘာမှလည်းအရန်ကြီးစိုးရင်ပူပန်မနေပါနဲ့။ဒီအနေနာပဝင်ခြင်းမှာပဲသူရှိနေပါလိမ့်မယ်။ ကဲသွားသွားသွားမင်းတို့ကိုအမြန်ဆုံးသွားရှာလိုက်တော့မြတ်တွေဘာတွေစားနေရမဲဖြစ်မှာပေါ့ကိုပါလကလည်းသူ့ရဲ့နွားမကြီးနန်းတန်းကြီးကိုအရန်ဆွင့်ပုံပန်သွားတဲ့အကျွတ်ဖခင်ကြောင့်ပဝင်းကျင်းတခြားအလုံးမှလိုက်ရှာခဲ့ပါရီသူအကြာကြီးရှာခဲ့ပေမဲ့သူ့ရဲ့နွားမကြီးနန်းတန်းကြီးကိုတော့ဘယ်မှမရှာလို့မတွေ့တော့ပါဘူးဒုက္ခပဲရုတ်တရက်ကြီးသူ့ဖခင်ကိုရှောက်သွားခဲ့တာနဲ့အရင်တုန်းကတော့တခါမှအခုလိုမျိုးမသွားဘူးပါဘူးအိမ်ပြန်သွားပြီးနောက်မှသူ့ညီမလေးကိုလည်းဒီအကြောင်းနဲ့ပြောပြလိုက်ပါရီ အရှာလဲနွားမကြီးပြောက်သွားတယ်ဆိုတဲ့သတင်းကိုကြားရတယ်တော်တော်လေးစိတ်ညစ်သွားခဲ့ပါရဲ့။သူကဝမ်းနဲ့လုံးလုံးငိုနေခဲ့ပါရဲ့။အခုကျမနွားမကြီးမရှိဘဲနဲ့မနေတတ်ဘူးနော်။နန်သနီးကိုပြန်ခေါ်ပေးပါ၊သူ့ကိုပြန်ခေါ်ပေး။ဘယ်ကနေမဆိုသူ့ကိုရအောင်ပြန်ရှာခဲ့။မငိုပါနဲ့ညီမလေးဘာဖြစ်လို့ငိုနေရတာလဲကွာ။မငိုပါနဲ့မငိုနဲ့တိတ်တိတ်တိတ်။အကိုတို့ရဲ့နွားမကြီးကိုတော့အကိုတို့ရအောင်ပြန်ရှာမယ်။တနေရာမဟုတ်တနေရာကနေပြီးတော့ပြန်တွေ့သွားကြမှာပဲ။တရက်ကနေ၂ရက်၊၂ရက်ကနေ၄ရက်၊၄ရက်ကနေတစ်ပတ်ရပောင်းများစွာကုန်ဆုံးသွားခဲ့ပါရဲ့။ နန္ဒနီကတော့သူတို့ဘယ်မှမရှာလို့မတွေ့ခဲ့တော့ပါဘူး။အာရှကတော့သူ့ရဲ့နှောင်းမကြီးကိုစိုက်ဖို့လုပ်နေတဲ့အတွက်စားတော့မစားတော့ပါဘူး။ညီမလေးရဲ့ဘာဖြစ်လို့အခုလိုမျိုးလုပ်နေရတာလဲ။ဒီပုံစံအတိုင်းဆိုရင်တော့နင်းပို့ပြီးတော့နေမကောင်းဖြစ်သွားလိမ့်မယ်။တခုခုချပြီးတော့စားလိုက်ပါကွာ။ဘယ်အချိန်အထိအခုလိုမျိုးအငှက်ခံနေမှာလဲ။အကိုကလည်းညီမဘာလို့ရောက်မှာလဲ။ညီမဘိုင်းမစားဘူး။ဘာမှလည်းမစားခြင်းဘူး။ညီမတစ်ချိန်ကုန်လုံးနန္ဒနီကိုပဲအရှမ်းသတိရနေတယ်။ဟုတ်တယ်ညီမလေးရေတကယ်ပြောရမယ်ဆိုလို့ရှင်တော့အကိုလည်းသူ့ကိုဘယ်လို့မှမေးလို့မရဘူး။ သူ့ကိုဘယ်နေရာမှာဘလို့လိုက်ရှာရမလဲဆိုတာကိုလုံးဝနားမလဲတော့ဘူးတီလောင်းတရက်မှာတော့ကိုပါလကလည်းသူ့ရဲ့နှွားမကြီးနန်းသနီးကိုလိုက်ရှာနေခဲ့တဲ့အချိန်မှာရွာကတထေကြီးနဲ့တွေ့ခဲ့ပြီးတော့သူကရီမောလောင်ပြောင်းနေခဲ့ပါတယ်ပြီးတော့ပြောလိုက်ပါတယ်ကဲဘလို့လဲကိုပါလရဲ့ငါကြားတာကတော့မင်းရဲ့နှွားမကြီးအိမ်ကနေထွက်ပြေးသွားခဲ့ပြီဆိုဒီမှာတထေကြီးကျွန်တော်ရဲ့နှွားမကြီးအကြောင်းအခုလိုမျိုးရှောက်ပြီးတော့ပြောမနေနဲ့ကျွန်တော်ကနန်းသနီးကိုကျွန်တော်ရဲ့အမေလိုမျိုးသဘောထားတာကျွန်တော်သူ့ကိုအရန်အတန်ပိုးထားတယ်ဟာစမကွာမင်းရသူ့အမေလိုမျိုးသဘောထားပေမဲ့ သူကတော့မင်းကိုတအားလိုမျိုးသဘောမထားခဲ့ဘူးအဲဒါကြောင့်လဲမင်းတို့အားလုံးကိုပြစ်ပြီးတော့သူကထွက်ပြေးသွားခဲ့ရလေနွားမကြီးအိမ်မှာမရှိရတဲ့နောက်သူတို့အိမ်ကတတော်လေးတိတ်ဆိတ်ချောက်ကသွားခဲ့ပါတယ်ဘယ်သူမှလည်းမပြောရွှင်ကြတော့ပါဘူးအီရှာရဲ့အခြေအနေကလည်းတရက်ထက်တရက်ပိုပြီးတော့ဆိုးရွားလာနေခဲ့ပါပြီကိုပါလ်ကလည်းနွားမကြီးမရှိရတဲ့နောက်ဘလို့မပြောရွှင်ကြတော့ပါဘူးသားလေးကိုပါလီရဲ့အခုလိုမျိုးစိတ်ပြတ်ဝမ်းနေနေုံနဲ့ဘာတစ်ခုမှရှာမှာမဟုတ်ဘူးဒီတော့စိတ်ပြတ်ဝမ်းနေနေမယ့်အစားတစ်ခုခုလောက်စမ်း နန္ဒနီကိုဘယ်မှမရှာလို့မတွေ့တော့ဘူးဆိုလို့ရှင်တော့နေရဲစခန်းကိုသွားပြီးတော့နွားပြောက်တိုင်းကြားထားလိုက်ရဲတွေသူ့ကိုပြန်ရှာပေးတော်မျိုးလဲဖြစ်နိုင်ကြပါလေမသိတော့ပါဘူးဖုန်းတော်ကြီးရဲ့ကျွန်တော်ဘာလို့ရမလဲဆိုတာတကယ်ကို မသိတော့ဘူးအခု မေတော်ကိုပဲယုံကြည်အားကိုရတော့မှာပဲမေတော်ကပဲတခုခုလှုပ်ပေးနိုင်လိမ့်မယ်ရဲတွေကနွားကြီးကိုရှာပေးတည်ဖြစ်စေမရှာပေးတည်ဖြစ်စေမေတော်ကတော့ကျင်းနေပေါရှာပြီးကျွန်တော်တို့စီရောက်အောင်လို့ခေါ်လာပေးမယ်ဆိုတာကိုယုံကြည်ရဲ့အေးပါတာလီရဲ့မင်းကမေတော်ကိုဒီလောက်တောင်မှယုံကြည်တယ်ဆိုရင်တော့ မေတော်ကမင်းရဲ့ယုံကြည်အားကုန်းမှုတွေကိုဘယ်တော့မှချိုးဖြစ်မှာမဟုတ်ဘူးဒီလိုစဉ်းစားပြီးနောက်မှာတော့ကိုပေါလ်ကလည်းမေတော်စီမနေနေညဆွတောင်းနေခဲ့ပါတယ်မေတော်ရဲ့ကျွန်တော်ရဲ့နွားမကြီးနန္ဒနီဘဲကိုရောက်ပြီးဘလို့အခြေအနေတွေကိုကြောင်တွေ့နေရလဲဆိုတာကျွန်တော်လည်းမသိဘူးဖြစ်နိုင်မယ်ဆိုရင်တော့သူ့ကိုကာကွယ်ဆောက်ရှောက်ပေးပါမေတော်သူအမြန်ဆုံးပြန်လာရင်အရန်ကောင်းမှာပဲအာရှကိုနိုင်လည်းဘာမှမစားမတောက်တော့ပဲနဲ့အရာအားလုံးကိုအရှုံးပေးထားခဲ့ပါပြီသူမလည်းဖျားအကြောင်းကိုလာပြီးနောက်မှာတော့ဆူတောင်းနေခဲ့မိပါတယ် မဲတော့ကျမရဲ့နှောင်းမကြီးနန္ဒနီအိမ်ကိုပြန်မလာမချင်းကျမဘာမှမစားမသောက်ပဲပဲနေရောမယ်မဲတော့ရဲ့ကျမရဲ့နန္ဒနီကိုပြန်ခေါ်လာခဲ့ပေးပါရှင်ကိုပေါင်းလေးအောင်ရှာရောနေအောင်လုံးကနှောင်းမကြီးနန္ဒနီကိုအရန်တန်ရောဆက်ရှိပြီးချစ်ကြတော့ကိုတွေ့ခဲ့ရတဲ့အခါမှာမဲတော့ကိုတိုင်းကလည်းတို့နှစ်ယောက်ကိုသဘောကျနှစ်သက်သွားခဲ့ပါရီဒီနောက်မှာတော့စင်တို့တော်တွေကအတန်တခုထွက်ပေါ်လာပါရီခလေးတို့ရဲ့ဘာမှအရန်ကြီးလဲစိုးရင်ပူပတ်မနေကြပါနဲ့နင်တို့ရဲ့နှောင်းမကြီးနန္ဒနီအမြန်ဆုံးအိမ်ကိုပြန်လဲရောက်ရှိလာခဲ့လိမ့်မယ် နော်မဂျီနန်တနီကိုရွာမရှိတဲ့လူတယောက်ကဖမ်းဆီးထားခဲ့ပြီးတန်ကျုံရင်းနဲ့လည်းခတ်ထားခဲ့ပါတယ်။ကဲယောက်ျားရေဘာလုပ်နေရလဲ။ကျမတို့အမြန်ဆုံးဒီနွားကြီးကိုပြန်ရောင်းချလိုက်မယ်ဆိုရင်မကောင်းဘူးလား။တကယ်လို့ကျမတို့ကသာနန်တနီကိုဒီမှာဖမ်းဆီးထားရဲဆိုတာကိုပေါ်သိသွားရင်တော့ပြဿနာအကြီးအကျယ်ရှားလိမ့်မယ်နော်။ကျမတို့ထောင်ကျသွားနိုင်နေသိရလား။သူတို့မောင်နှမနှစ်ယောက်နွားကြီးကိုအသေးအတန်ရှာနေကြတယ်။အေးပါကွာမင်းဘာမှအရန်ကြီးလဲဆွဲမနေပါနဲ့။ငါ့ရဲ့လူတွေကသူ့ကိုဒီနေ့ပဲမြို့ပေါ်ကိုပို့ပြီးတော့ရောင်းချပေးကြလိမ့်မယ်။ တထဲလက်မြောင်နှစ်ယောက်စလုံးနွားတင်ကုတ်ထဲကနေအပြင်ကိုထွက်လာခဲ့တဲ့အချိန်မှာပဲမဲတော်ကိုတိုင်းနွားတင်ကုတ်ထဲရောက်ရှိလာခဲ့ပါတယ်။ပြည်သာနဲ့နွားကြီးကိုစွမ်းအားတွေအများကြီးပေးသွားခဲ့ပါတယ်။မဲတော်စီကစွမ်းအားတွေကိုရရှိခဲ့ပြီးတဲ့နောက်မှာတော့နန္ဒနီကလည်းသူ့ရဲ့ခြေထောက်မှာခတ်ထားတဲ့ခြေချင်းကြော်တွေအကုန်လုံးကိုဖြတ်ပြီးနောက်မှာတော့ထွက်ပြေးသွားခဲ့ပါတယ်။တထေမကြီးကလည်းနွားထွက်ပြေးသွားတာကိုတွေ့ခဲ့ရတဲ့အခါမှာကြောက်လန့်တကြောက်អော်လိုက်ပါတယ်။ဒုက္ခပဲဒုက္ခပဲနွားကြီးထွက်သွားပြီနွားကြီးထွက်သွားပြီအမြန်ဖမ်းကြအောင်သူ့အမြန်ဖမ်းကြ သူကဒီကနေအလွယ်တကူထွက်ပြေးလို့ဘယ်ရောက်မလဲငါသူ့ကိုသွားခွင့်ပေးမှသူထွက်ပြေးလို့ရမှာလေဒီနောက်မှာတထဲကြီးနဲ့တထဲမကြီးကလည်းနန္ဒနီကိုပြန်ဖမ်းဖို့အတွက်ရှေးကနေပြေးလာခဲ့ကြပါရဲ့ဒီအချိန်မှာနန္ဒနီကတော့သူ့ရဲ့ဦးစိုးရည်နဲ့နှစ်ယောက်စလုံးကိုကင်ပေါက်ပြလိုက်ပါရဲ့အမလီသိပါပြီရှင်သိပါပြီကျမခါကျိုးပြီနဲ့တွေ့ပါရဲ့ခါကျိုးပြီဒုက္ခပဲဒီနွားမကြီးကကိုဝင်ဆောင်ထားတာရုတ်တရက်တလောက်ထိအားရင်တွေသူ့စီဖယားနေပြီးတော့ဘလို့ရောက်လာခဲ့ရလဲ နန်သမီးကလည်းတထဲကြီးရဲ့နွားတင်ကောက်ထဲကနေအများဆုံးထွက်ပြေးလာခဲ့ပြီးနောက်မှာတော့ကိုပါလီရဲ့အင်ကိုအမြန်ပြေးသွားခဲ့ပါတယ်။ဒီအချိန်မှာပဲဖျားเจ้าဆောင်ရှေ့ကိုသူရောက်ရှိလာခဲ့ပါတယ်။နန်သမီးကဖျားเจ้าအရှိမရက်ပြီးအချိန်အကြာကြီးအော်နေခဲ့ပါတယ်။နွားမကြီးရဲ့အော်တန်ကိုကြားခဲ့ရတဲ့အခါမှာကိုပါလည်းဖျားเจ้าနဲ့ကနေအများဆုံးပြင်ကိုပြေးထွက်လာခဲ့ပြီးကြည်လိုက်ပါတယ်။သူလည်းနန္ဒနီကိုပြန်လိုက်တွဲဆောင်ခွင့်ရခဲ့တဲ့အတွက်ဝမ်းသာအားရနဲ့ပြောလိုက်ပါရယ်နန္ဒနီနင်ပြောင်းလာပြီနော်နန္ဒနီနင်ငါတို့စီကိုပြန်လာခဲ့ရယ်နော် တဖက်မှာအာရှကလည်းသူ့ရဲ့နှောင်းမကြီးနန္ဒလီအိမ်ကိုပြန်ရောက်လာပြီးဆိုတဲ့အကြောင်းလေးကိုသိရှိသွားခဲ့တဲ့အခါမှာသူလည်းဖျားเจ้าကိုအများအဆုံးပြေးသွားကြည့်လိုက်ပါရဲ့အာရှကလည်းနန္ဒနီကိုဖတ်ထားခဲ့ပြီးနောက်ပြောလိုက်ပါရဲ့အော်နန္ဒနီရဲ့နင်ဘယ်ရီကိုလျှောက်သွားနေခဲ့ရလဲနင်မရှိတော့ငါဘလောက်တောင်နေကိုလွမ်းနေခဲ့လဲဆိုတာကိုသိရလားတကယ်ပါပဲနင်ဘယ်ကိုသွားလိုက်ကြလဲနန္ဒနီသူတို့အခုလိုမျိုးပြောဆိုနေခဲ့တဲ့အချိန်မှာပဲတထေးကြီးတို့လည်းမရနှစ်ယောက်လုံးဖျားเจ้าအရှိကိုရောက်လာပြီးတော့ပြုတ်ကြနေခဲ့ကြပါရဲ့သူတို့ရဲ့လက်တွေခြေထောက်တွေအကုန်လုံးလေးဖြတ်သွားခဲ့ပါပြီ ကိုပေါလီရဲ့ငါတို့တောင်းပန်ပါတယ်ငါတို့အမားတွေအများကြီးကျူးလွန်ခဲ့မိတယ်ငါတို့အခွင့်လောက်ပါကွာမင်းရဲ့နန်းသမီးကိုခိုးယူခဲ့တာတခြားသူမဟုတ်ဘူးငါတို့ပဲဟုတ်တယ်ငါတို့အခုလိုမကောင်းတဲ့အလုပ်တွေကိုလုပ်ခဲ့မိလို့မေတော်ကိုတိုင်းကငါတို့ပြန်ပြီးတော့အပြစ်ဒဏ်ခတ်လိုက်ပြီဒီမှာကြည့်ကိုပေါလီကအတော်လေးကိုကောင်းမွန်တဲ့သူတယောက်ပါတခြားသူတွေဒုက္ခရောက်နေရကိုတော့သူဘယ်တော့ကမှမကြည့်ရခဲ့ပါဘူးအထဲကြီးတော့လည်းမြောင်းနှစ်ယောက်လုံးအခုလိုဒုက္ခရောက်နေရကိုတွေ့ခဲ့ရတဲ့အခါမှာသူကလည်းတနာသွားခဲ့ပါတယ်။ဒီနောက်မှပြောလိုက်ပါတယ်။ကဲတထဲကြီးရေဒါဆိုရင်တော့မေတော်ရဲ့ဖခင်အကြောင်းကိုသွားပြီးတော့ မဲတော့ကိုတတိချာချာလေးဝင်းချတောင်းပါလိုက်မဲတော့ခမ ्या ကိုခွန်းလှလိုက်ရင်တော့အကောင်းဆုံးပဲပေါ့ဗျာကိုဘောလည်းခုလိုပြောခဲ့တဲ့အခါမှာတထဲကြီးတို့လည်းများနှစ်ယောက်လုံးဖခင်အကြောင်းနဲ့ဝင်သွားခဲ့ပြီးမဲတော့ကိုတောင်းပန်ခဲ့ကြပါရဲ့မဲတော့ရဲ့ကောင်းကြီးပင်မိုးတွေကြောင့်တို့နှစ်ယောက်လုံးနေပြန်ကောင်းကျမ်းမာသွားခဲ့ကြပါရဲ့အရင်နေ့ကစပြီးတထဲကြီးတို့လည်းများနှစ်ယောက်လုံးကလည်းတို့ရဲ့နွားတင်းကုတ်ထဲမှာရှိတဲ့နွားတွေကိုစိတ်ပါလက်ပါနဲ့ပြုစုဆောက်ရှောက်ပေးခဲ့ကြပါရဲ့ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပြီးကြပါဦးနော်